စကိုင်းတိုင်း6ဦးမြို့နယ်မှာတရင်ကျို့စီမီတပိတ်ဘုံကျဲတိုက်ခိုက်ခံရလို့အရတားပြည်သူ20ထက်မနည်းတေဆုံးခဲ့ရတဲ့စိတ်မကောင်းဖွဲ့ရတရင်ကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ6ရက်မနေ့ကတရင်ကျို့လာပြည်ညည8နာရီခွဲလောက်က6ဦးမြို့နယ်ဘုံတိုရွာစတင်ချောင်းကိုစစ်ကော်မရှင်တပ်ကစက်တက်လေတီပါရာမော်တာနဲ့120မမဘုံတိနှလုံးကျဲချတိုက်ခိုက်ခဲ့ရမှာအမျိုးသမီးနိုင်ကလေးငယ်တွေအပါအဝင် ဒေတာခန့်20ထက်မနည်းတည်ဆုံပြီး40ကျော်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဆရာနာရှင်စန့်ကျင်ရဲ့သတင်းကြော့စီမီတပိတ်ပြုလုပ်နေစဉ်လူအများကြားဘုံဆန်တက်တက်ထိမှန်ခဲ့တာလို့သိရပါတယ်။အဲ့ဒီမနေ့ကညတွင်မှာပဲမုံရွာမြို့အနီးကျေးရွာတွေကိုလည်းအမြောက်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဒေတာခန့်တအူထက်မှန်တည်ဆုံခဲ့ရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးစစ်မှုထမ်းဥပဒေဖျက်သိမ်းရေးနဲ့အတူအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သတင်းကြော့စီမီသပိတ်လှုပ်ရှားမှုအပေါ်စစ်တပ်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုဖြစ်ပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်နိုင်ငံတကာအသံတွေဟာပိုပြီးကြေလောင်လာနေပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့တားပစ်သူ ကိုထိန်လင်းခေါ်ခင်အေရစ်ဟာ အော်တိုဘားလာ၂ရက်နေ့မှာအီတလီလွှတ်တော်ကိုတွားရောက်ပြီးသူ့ရဲ့မိခင်လွတ်မြောက်ရေးနဲ့မြန်မာဒီမိုကရေစီအရေးကို အရေးဆိုခဲ့တယ်လို့သူ့မှုသူ့ရဲ့လူမှုကွန်ရက်မှာထုတ်ပြန်ထားပါတယ်။အီတလီအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအီညာဇီယိုလာရူဆာကကိုထိန်လင်းကို ဖိတ်ခေါ်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့သားလိုမိတ်ဆက်လိုက်တဲ့အခါလွှတ်တော်အမတ်တွေဟာနိုင်ငံရေးအမြင်ကွဲပြားမှုတွေကိုကြော်လွန်ပြီးမတ်တက်ရဲ့ဂုံပြုတ်ခဲ့ကြတယ်လို့လည်းကိုထိန်လင်းကပြောပါတယ်ဒီလိုအခိုက်အတန့်ဟာမိခင်ရဲ့လွတ်မြောက်ရေးနဲ့မြန်မာဒီမိုကရေစီအရေးဟာနိုင်ငံရေးထက်ကြော်လွန်တယ်ဆိုတာကိုပြသလိုက်တာပဲလို့လည်းသူကဆိုပါတယ်ဒါအပြင်အီတလီလွှတ်တော်ရဲ့နိုင်ငံခြားရေးအထူးကော်မတီဥက္ကဋ္ဌ ပီယာဖာဒီနန်ဒိုကာစီနီနဲ့လည်းတွေ့ဆုံခဲ့ပြီးမြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုရရှိရတဲ့ပံ့ပိုးမှုတွေအပေါ်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ကိုထိန်နဲ့ဟာမိခင်ဖြစ်သူရဲ့လွတ်မြောက်ရေးအတွက်နိုင်ငံတကာမှာအရေးဆိုလှုပ်ရှားနေတာဖြစ်ပြီးတော့မကြသေးခင်ကလေတရုတ်သမ္မတရှီကျင်းပင်စီကိုမြန်မာစစ်တပ်ကိုဖိအားပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ဒေါင်ဆန်းစုကြည်ဟာအချင်းထောင်တွင်းမှာနှလုံးယောဂါဆိုးဝါးနေပေမဲ့အထူးကုဆရာဝန်နဲ့ပြသခွင့်ကိုအာနာသိန်းစစ်အုပ်စုကခွင့်မပြုဘူးလို့လဲတားဖြစ်သူကိုထိန်လင်းက ထုတ်ဖော်ပြောကြခဲ့ပါတယ်ဒီလိုနိုင်ငံတကာရဲ့ထောက်ခံမှုတွေကမြန်မာဒီမိုကရေစီအရေးနဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာကစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံမှာလူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတယ်လီနော့ကိုနော်ဝေမှာတရားစွဲဆိုဖို့ပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံစုံကော်ပိုရေးရှင်းတွေဆိုင်ရာသုတေသနစင်တာ SOMO ရဲ့ဖော်ပြချက်အရအောက်တိုဘာလ6ရက်နေ့မှာနိနာသူတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေက နော်ဝေနိုင်ငံပိုင်တယ်လီနော့ကုမ္ပဏီထံဥပဒေအရအရေးယူမှုဆိုင်ရာကြိုတင်အသိပေးစာပေးပို့ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူကိုဖြိုးစေရတော်ရဲ့ဇနီးမားတစင်ညောအောင်အပါအဝင် Defend Myanmar Democracy နဲ့ Myanmar Internet Project အဖွဲ့တို့ကစီမွန်ဆန် Bookwee ကုမ္ပဏီကတဆင့်ဆောင်ရွက်တာဖြစ်ပါတယ်။တယ်လီနော့ဟာမြန်မာစစ်အုပ်စုထံဖုံးခေါ်ဆောင်မှုမှတ်တမ်းတွေအပါအဝင်အရေးကြီးတဲ့ data တွေကိုလွှဲပြောင်းခေရာတက်ကြွလှုပ်ရှားသူတွေဖမ်းဆီးခံရနှိမ့်ပန်းနှိပ်စက်ခံရပြီးအ ਨੇ ဆုံးတယောက်ကွတ်မြတ်ခံရတယ်လို့ဆိုပါတယ်။ မတ်သစင်ညွန့်အောင်ကသူမခင်ပွန်းကွက်မြက်မခံရမီတက်လီနောကအချက်အလက်တွေလွှဲပေးလိုက်တဲ့ပေါ်တုံ့လုံမိပြီးဒါကြောင့်တရားစွဲမှာဖြစ်တယ်လို့ SOMO ကိုပြောကြားခဲ့ပါတယ်တက်လီနောဟာ2022ခုနှစ်မတ်လမှာမထွက်ခွာမီအထိ NDA တိလျက်နဲ့ data တွေဆက်လက်လွှဲပြောင်းခဲ့တယ်လို့တရားစွဲဆိုသူတွေက ပြောပါတယ်ဒီကိစ္စတွေဟာ ပဋိပက္ခတန်ခန့်နိုင်ငံတွေမှာလုပ်ငန်းဆောင်ရွက်နေတဲ့ကုမ္ပဏီတွေရဲ့လူအခွင့်အရေးဆိုင်ရာတာဝန်ခံမှုအရေးကြီးပုံကိုမိမောင်းထိုးပြနေပါတယ်။တယ်လီနော့ကိုဒီချိုတင်အသိပေးစာကိုတုံ့ပြန်ဖို့နှစ်ပတ်အချိန်ပေးထားပါတယ်ခင်ဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ဒဝဲအချင်းထောင်မှာမတရားဖမ်းဆီးအချင်းချခံထားရတဲ့နိုင်ငံရေးအချင်းသားကိုအောင်ကိုဥဟာအော်တိုဘားလ3ရက်နေ့မှာကွယ်လွန်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPLMN ကအော်တိုဘားလ9ရက်ဒီကနေ့မှာထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အသက်48နှစ်အရွယ်ကိုအောင်ကိုဦးဟာ2021ခုနှစ်ဆရာနာသိမ့်မှုအစောပိုင်းကဆရာနာသိမ့်မှုဆန်းကျင်ရဲ့ဆန္ဒပြလှုပ်ရှားမှုတွေမှာဥဆောင်ပါဝင်ခဲ့ပြီးနောက်မေလ14ရက်နေ့မှာဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။သူကို ပုံမှန်905ကာဂျီနဲ့ပေါက်ကွဲမှု9တို့နဲ့ထောင်ဒဏ်8နှစ်ချမှတ်ကာဒဝဲအကျဉ်းထောင်ကိုပို့ဆောင်ခဲ့တာပါ။ကိုအောင်ကိုဦးဟာနှလုံးစီးချိုကြောက်ကဲ့ယောဂအခန်းတွေအပြင် ထောင်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ PPNM ကဆိုပါတယ်။ PPNM ကဆရာနာရှင်စနစ်ကိုတော်လှန်ရင်အကျဉ်ထောင်အတွင်းမှာကြာရှုံးခဲ့ရတဲ့အတွက်ဝမ်းနည်းကြေကွဲကြောင်းပြောကြားခဲ့ပြီးနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးနဲ့ဆရာနာရှင်စနစ်ကြာရှုံးရေးတို့ကိုတောင်းဆိုခဲ့ပါတယ်ခင်ဗျာ။